ဒါကတော့ကျွန်တော်ရဲ့ကြီးကြီးမားမားဖိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်နှစ်ဆလောက်ကနေဝယ်ထားတာပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒီတိုက်ခန်းပြီးသွားပြီအဲပြီးရတဲ့နေ့ရောတလားလောက်ကြာပြီပေါ့နော်အဲ့တော့ကျွန်တော်ကဒီအလုပ်တစ်ခုလုပ်တဲ့အခါမှာဒီနှစ်တစ်ခုကုန်သွားပြီ New Year ညရယ်ဆိုကျွန်တော်ကအမြဲတမ်းဒီနှစ်မှာငါဘယ်လိုမျိုး goal တွေသွားမလဲဘယ်လိုပန်းတိုင်းချမှတ်တယ်ပေါ့ပန်းတိုင်းကိုကိုသွားကျင်တဲ့ goal တစ်ခုချမှတ်တယ်ကျွန်တော်အရင်နှစ်ကတော့ အာဒီနှစ်မှာငါတိုက်ခန်းနည်းရေးပိုင်ဆိုင်ခြင်းနဲ့ပေါ့ကျွန်တော်စားခဲ့တာအဲ့လို၅လောက်လောက်ပန်းနေပြီးတော့တနန်းခန်းချင်းချင်းလေးရတယ်စတင်တယ်ပြီးတော့ကျွန်တော်တို့ဒီတနန်းခန်းလေးငှားပြီးတော့တင်တယ်နောက်ပိုင်းတော့တိုက်ခန်းလေးမြင့်မြင့်လေးဝဲဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့အเจ้าသားတွေအမြင့်တက်ရတာအဆင်ပြေမှာဆိုလို့ဆိုကျွန်တော်မြင်ကြီးတက်လေးလို့ကျွန်တော်ပေါ့နော်အဲ့တော့အခုလက်ရှိကကျွန်တော်ဒီမြင်ကြီးတက်ကကျိုးပိုင်းဝင်ထားတာဝင်ထားပြီးတော့အခုလက်ရှိရောပြီးသွားပြီအဲ့တော့တော်တော်လေးလည်းအဆင်ပြေတယ်ပြီးတော့ကျဲတယ်ကျဲတယ်ပေါ့နော် အဲ့တော့ဒီနေရာကတော့အခုလက်ရှိမြင်ရတဲ့ဒီနေရာကကျွန်တော်တို့ဒီတင်နိုင်ကားလုံးမှာဖြစ်ပါတယ်အဲ့တော့မှန်ကန်နေပိုင်းနဲ့ပေါ့နော်မှန်ကန်နေပိုင်းနဲ့ပြင်ပါပေါ့နော်ဒီမှာနေမှာဒီနေရာပေါ့မှန်ကန်နေပြင်မယ်အဲ့ပြီးရင်ကျွန်တော်က high မြင်တာဖြစ်တဲ့အတွက်ကျွန်တော်ကထပ်ကိုးတင်မှာဖြစ်ပါတယ်အဲ့တော့ဒီအရှိန်မှာတော့ចောင်းသားရေလာတဲ့ခါမှာအဲရှေ့ကစာတင်နေရမျိုးဖြစ်ဖြစ်ဇွန်လလာတဲ့ခါကျရင်လည်း presentation လေးလုံးမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာကတော့ကျွန်တော်ကန့်မယ်နေရပေါ့နော်ပြီးရင်ဒီမှာရုံးခန်းနေလာမယ် ီးတော့ထက်ကိုကတော့ကျွန်တော်လူနေမှာတော့အပေါ်ထက်ကိုမှာနေမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကကျွန်တော် father ကြီးရဲ့ကျွန်တော် main မရဲ့ပြီးတော့ဒီအဲ့တော့တခြားပါဗောနော်ဒီចောင်းသားလေးလာနေတဲ့ခါကျတဲ့နေလို့ရအောင်လို့အခန်းလေးတွေဖွဲ့ထားမယ်အဲပြီးတော့ပြီဆိုရင်ကျွန်တော်ဒီနောက်မှာတော့ဟင်းချက်မဲ့နေရာရှိမယ်အဲ့ဒီပုံမှာကျွန်တော်ထခိုးထက်တယ်မှာဆိုတော့အဲ့မှာဒီနည်းနည်းအခန်းတစ်ခန်းရအောင်ကျွန်တော်စတိုလီကိုလေးဗောနော်အဲ့တော့ကျွန်တော်ကတော့အဲ့လို graphic ဒီ graphic design ကိုကိုယ့်အကိုစိတ်ငြင်းငြင်းလေးနဲ့ design လေးဆွဲလို့ရအောင်အဲ့လို story လေးတစ်ခုလောက်အပုံမှာလုပ်ဖို့ရှိရဲ့ အဲဒါကတော့ကျွန်တော်ရဲ့အောင်မြင်မှုရဲ့မှာဆိုရင်ကြီးမားအောင်မြင်မှုတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကကိုယ်တိုင်ပဲစူးစမ်းတယ်ပြီးသားပြီဆိုရင်ကိုလိုချင်တဲ့အရာကိုလည်းရအောင်ဒီလုပ်တဲ့အချင်းရှိရေပေါ့နော်အဲ့တော့အခုလက်ရှိကတော့ကျွန်တော်လချားသောပိုင်ဆိုင်မှုတွေလည်းရှိရဲဒါမဲ့ဒါကျွန်တော်ရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုတစ်ခုပေါ့နော်လက်ရှိပေါင်ဈေးရဆိုတော့တင်း3500လောက်တော့ရှိရဲအဲ့တော့နောက်ပိုင်းလည်းဆက်ပြီးတော့မှစူးစမ်းတော့ဖို့ရှိရဲအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ ကျွန်တော်တို့ကအဓိကပန်းတိုင်တစ်ခုတစ်ခုမရှိဘဲနဲ့စူးစမ်းနေရတဲ့ဆိုင်ရဲ့ဘိုးတစ်ခုချမှတ်မယ်ပန်းတိုင်တစ်ခုချမှတ်ပြီးတော့မှစူးစမ်းနေလိုက်တဲ့အခါကျရင်စူးစမ်းတဲ့အခါကျရင်ပေါ့နော်အဲ့တော့ကိုဒီပိုင်းစံဒီပန်းတိုင်တစ်ခုပြည့်သွားတဲ့အခါမျိုးကျရင်ကျွန်တော်တို့ကပို့ပြီးတော့ပျော်ရွှင်ရတယ်ပြီးတော့ဒီကိုပြင်းတော့မယ်ဆိုရင်တော့မပြင်းတော့ဘဲနဲ့အော်ငါ့မှာဒီကိုးလေးရှိတယ်ဒီကိုးလေးပြည့်အောင်ကျွန်တော်တို့ဒီဘယ်လိုစူးစမ်းရမလဲငါပြင်းလို့မရဘူးစူးစမ်းမှရမယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့အကြီးမားဆုံးပိုင်းဆိုင်မှုတွေကပိုင်းဆိုင်မှုတစ်ခုပြတာဖြစ်ပါတယ်အဲ့တော့ ျွန်တော်အများအကြောင်းသားယူပါတယ်စကားတစ်ခုရှိပါတယ်အဲ့တော့ကျွန်တော်တို့အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကကြတော့ဒီပစ္စည်းတစ်ခုဝယ်ခြင်းမျိုးဆိုရင်အဲပတ်စံဈေးနှုန်းကြည့်စမ်းမလို့ပဲねဝင်နေတဲ့အနေအထားမျိုးရအောင်စူးစမ်းဆိုပြီးကျွန်တော်အနေနဲ့မှားလိမ့်ရှိပါတော့။အဲလက်ရှိမှာလည်းကျွန်တော်ចောင်းသားရဲ့တော်များတန်းပြီးသွားတဲ့အခါမှာတို့ရဲ့ career လမ်းကြောင်းလေးတခြားရှောင်းနိုင်သွားတယ်။ပြီးရင်တို့အဆင်ပြေသွားတယ်ပေါ့နော်။အဲ့တော့တို့ရဲ့အဆင်ပြေသွားတဲ့စကလုံးလေးကြာရင် PD ဖြစ်ရတယ်ပေါ့နော်။ပြီးတော့ကျွန်တော်လည်းကိုယ်တိုင်လည်းလက်ရှိမှာအဲ့လိုတို့အတွက်စံပြဖြစ်အောင်ကျွန်တော်လည်းကိုယ်တိုင်လည်းအများကြီးစူးစမ်းတယ်။ပြီးရင်အခုလိုမျိုး ဒီတန်းန်းကန်းတွေကိုတန်းန်းတွေကိုပိုကြီးကောင်းမွန်အောင် update post တွေထုတ်တယ်ပြီးတော့တန်းန်းကန်းလည်းအခုဆိုရင်တော်တော်လေးအဆင်ပြေအောင်ဖြစ်ပါတယ်အဲ့တော့နောက်နှစ်ထဲမှာတော့ကျွန်တော်ဒီတန်းန်းနေရာကြောင်းကိုရှိပါတယ်အဲ့တော့နောက်နှစ်ကျရင်တော့ပြင်ဆင်ပြီးတဲ့ဟာလေးကြာနေထပ်ပြပေးပါမယ်အဲ့တော့ပြင်ဆင်စရိတ်ကတော့တော်တော်အခုတော့ရှာနေရပါတယ်အရင်တော့100လောက်မှန်အခု200ကျော်လောက်ကျနေတယ်နည်းနည်းလေးထပ်ထွက်အောင်ဖြစ်ပါတယ်အဲ့တော့နောက်ထပ်ပြင်ဆင်ပြီးသွားတဲ့အခါကျရင်ပြန်လည်းပြေဆုံးပါမယ်ကျေးဇူးတင်ပါတယ်